မင်္ဂလာပါ STB ရဲ့ community ကို live ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မအမေမီပါဘာလို့ဒီနေ့မှဆိုရင် digital banking ကဘယ်လောက်ထိအရေးပါနေလဲနောက်ပြီးတော့ဝီကြီးစီမံမှုတွေနဲ့ပတ်သက်ပြီးတော့လူတိုင်းလူတိုင်းသိထားတဲ့အကြောင်းအရာတွေအပြင်ကိုရှောင်းရန်ရှောင်းရန်လေးတွေကိုဒီနေ့မှဆွေးနွေးသွားဖို့အတွက်အစ်တေရောကိုလည်းဖိတ်ကြားထားပါတယ်ဒါဒီနေ့မှဆိုရင် gas speaker အနေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ဖြစ်တဲ့ကိုစောထွန်းအောင်နဲ့တော်လန်လီဘပြည်သူတွေနဲ့ကိုအထူး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 နှိပ်စက်ပေးစရာမလိုဘူးလို့ယုံကြည်ပါတယ်။ဒါပေမဲ့လည်းဒီနေ့ live လေးမှာထပ်ပြီးတော့နှိပ်စက်ပေးခြင်းပါတယ်။အခုဆိုရင်အရင်တုန်းက PPTV ရဲ့တွေ့ဆုံမီဒီယာကန်အစီအစဉ်ဒီမှာ presenter အနေနဲ့မြင်တွေ့နေရပြီးတော့ဒီနေ့ live လေးမှာဆိုရင်စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တဦးနဲ့မြင်တွေ့နေရမှာဖြစ်ပါတယ်။အရင်အာနာမသိန်းခင်က background ကိုပြန်ပြီးသွားရမယ်ဆိုရင်အကိုကဒီကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တူအဖြစ်ရောအခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေမှာရောလူမှုအဖွဲ့အစည်းတွေမှာပါအကြံပေးပုဂ္ဂိုလ်တူအဖြစ်နဲ့ရည်တည်ခဲ့တဲ့သူဖြစ်တာကြောင့်ဒီနေ့ live လေးမှာငွေကြေးစီမံမှုတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့အတွက်အကို live လေးဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။အကိုရေမင်္ဂလာပါ။ဟုတ်ကဲ့အဲညီမမေမေမင်္ဂလာပါဗျာ။ဟုတ်ကျေးဇူးတင်ပါတယ်။အခုလိုဖိတ်ခေါ်ပြီးတော့အဲဒီဆွေးနွေးပေးတာ အမြောက်ဝင်ပွင့်ပေးတာဒီအတွက်အရင်ဆုံးဒီ STB ဘန်ရေပေါ့နော်တာဝန်ရှိတဲ့သူတွေရောပွဲစီစဉ်တဲ့သူတွေရောကျေးဇူးတင်ကြအောင်ဥစွာပြောချင်ပါတယ်ကျွန်တော်ကိုစောထုံးအောင်ပါခင်ဗျာဟုတ်ကဲ့ပါအအရှိမာတော့လေအကိုညီမကအခုအကြောင်းတော့မိတ်ဆက်ထားပြီးပြီးဒါပေမဲ့ညီမပြောတဲ့အချိန်မှာဟိုလိုအပ်တာလေးတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့အကိုကထပ်ပြီးတော့ဒီနေ့ live ကိုကြည့်နေတဲ့တော်လမီဘပြည်သူတွေကိုမိတ်ဆက်ပေးပါအောင်ရှင့်ဟုတ်ကဲ့အာအားလုံးပဲမင်္ဂလာပါအခုဒီ live မှာ ကြီးစုနေကြတဲ့ကျွန်တော်တို့ဒေါ်လန်ပြည်သူတွေမိဘပြည်သူတွေအားလုံးပေါ့နော်မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အရှိမလည်းဒီညီမမင်းပြည်လည်းမိတ်ဆက်သွားပါတယ်အဲကျွန်တော်ကအဲယခင်ကျွန်တော်တို့ဒီအာနာသိမ့်ပြီးနောက်ပိုင်းပေါ့နော်အဲဒီကကျွန်တော်တို့ဒီအာနာသိမ့်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဒေါ်လန်ပြည်သူတွေနဲ့အတူပေါ့နော်အဲကျွန်တော်တို့ကြာရနေရခန်းကန်နာနေပြီးတော့လေအဲပါဝင်ပြီးတော့အဲဆောင်ရွက်ပေးနေတာရှိပါတယ်အဲဒီကြားထဲမှာလည်းကျွန်တော် နားလေတက်ကြွနဲ့ပေါ့နော်အဲကန္နာတွေဘက်ကနေပြီးတော့အဲအကြံပြုပေးနေတာရှိတယ်လို့အဲကျွန်တော် PPTV မှာတော့ကျွန်တော်စီစဉ်တင်ဆက်သူအနေနဲ့ဆောင်ရွက်ခဲ့တာရှိပါတယ်အဲ့တော့အခုဒီနေ့ကတော့ရှိမှလည်းညီမမင်းမီလည်းမိတ်ဆက်ခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်ရဲ့ background ကကျွန်တော်ကစီဝိုင်းနယ်ပယ်ကလာတဲ့သူဖြစ်ပါတယ်အဲ့ဒီစီဝိုင်းအဖွဲ့အစည်းတွေကိုလည်းအဲတချို့ကိုလည်းကျွန်တော်ဥဆောင်ခဲ့တာရှိသလိုအဲကျွန်တော်ရဲ့ professional ကလည်းပဲကျွန်တော်ကစီးပွားရေးနဲ့ပတ်သက်တဲ့ပညာရေးဆိုင်ရာနောက်စီးပွားရေးကိုပိုင်စီးပွားရေးလုပ်ငန်းတွေအဲကျွန်တော်ကိုယ်တိုင်လုတ်ခံခဲ့တဲ့သူဖြစ်တဲ့ခါကျတော့အခုဒီနေ့ပွဲမှာပေါ့နော်ဟိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့အခုလိုအဲဒေါ်လန်ပြည်သူတွေပြည်ပပြည်သူတွေအားလုံးကိုအဲကျွန်တော်နားလဲတလောက်ပေါ့နော်ဒီမြောက်ဝေခွင့်ရတာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအခုဒီနေ့ live လေးမှာပေါ့ရင်အားဖြည့်ပေးတဲ့အတွက်ကိုလည်းကျေးဇူးများတင်ပါတယ် ဟိုညီမတို့ရဲ့ဒီဘက်ခင်ပေါ့နော်ခင်မိလာတဲ့ဒီလိုဒီလေးလိုခင်မျိုးပါဆိုရင် digital banking ကဘယ်လောက်ထိအရေးပါတယ်လို့အကိုအနေနဲ့ခင်မင်းယူဆမိလဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးစီခြင်းပါတယ်ဟုတ်ကဲ့ပါဟိုပထမဆုံးပြောချင်တာကတော့ဟို digital banking ကဘလောက်အရေးပါလဲဆိုတာကအဲကျွန်တော်တို့ကဟိုခစ်ကိုပြန်ပြောရမှာဖြစ်တာပေါ့နော်ဟို digital ခစ်ဖြစ်နေတဲ့အခါကျတော့ဒါ digital banking အရေးပါပေါ့အထွေထူးတောင်ကျွန်တော်တကယ်တော့ဟိုပြောစရာတောင်မလိုတော့ ာဒါအားလုံးတော်လန်ပြည်သူတွေပြည်ပပြည်သူတွေအားလုံးတိပဲတိပြီးသားဖြစ်မှာပါအဲ့တော့ဒီနေရာမှာတော့နည်းငယ်ကျွန်တော်ဖြည့်ဆွတ်ပြီးပြောရရင်အဲကျွန်တော်တို့ဒီဘက်ပြောင်းလာတဲ့ဒီစန်ဂျူရီတွေပေါ့ဒီရာစုနှစ်အလိုက်ကျွန်တော်တို့ပြောင်းလာတဲ့စီးပွားရေးပုံစံပေါ့နော် ပုံစံတွေဟာအဲဒီဘက်နောက်ပိုင်းဒီအခု၁၀စုနှစ်အတွင်းမှာပေါ့၁၀စုနှစ်ဆိုတာထဲကျွန်တော်တို့အခုဆိုရင်ဒီ2019ပေါ့နော်18 19ဝင်းကျင်လောက်ကစပြီးတော့အဲ digital နဲ့ပတ်သက်တဲ့ အဲကျွန်တော်တို့ဒီစီဝိုင်း platform တစ်ခုဟာအကမ္ဘာမှာလည်းတော်တော်တွင်နေကြရဖြစ်လာတယ်ပေါ့နော်အဲဒီနောက်ပိုင်းကိုဒီကျွန်တော်တို့2021ဒီ၄နှစ်ကျော်ကာလအတွင်းလောက်မှာကိုပဲတော်တော်တိတိတာတာကိုပြောင်းလဲလာတယ်ပေါ့ဒါလည်းအားလုံးဟိုတည်ပြီးဖြစ်မာလိမ့်မယ်ကျွန်တော်တို့ခုဒီဒီအားလုံးတည်ကြရတယ်ပေါ့နော်သူအမေရိကန်မှာဆိုတာကိုအီလိုမက်လိုပုံကိုပြုပေါ့အဲ့တော့သူတို့နိုင်ငံတွေရဲ့တကယ်အဲဒီဒီအစိုးရအဖွဲ့အစည်းကြီးတွေမှာကိုပဲတကယ်နီးပညာနဲ့ပတ်သက်တဲ့ အဲဒီ ID ပညာရှင်တွေအဲနောက်တစ်ခါဒီလိုကဘာကြီးကိုတဖြည်းဖြည်းနဲ့ဒီ AI လိုဟာတွေပေါ့အားလုံးတည်ပြီးဖြစ်တဲ့ဒီ AI လိုဟာတွေကဘာကြီးကိုတဖြည်းဖြည်းလွှမ်းမိုးလာတာပေါ့လွှမ်းမိုးလာတော့ဟိုဒီနေရာမှာစီးပွားရေးနောက်ကကျွန်တော်တို့ဟိုပုံမှန်ပေါ့လုံတီချစီးပွားရေးပုံစံတွေကလည်းကျွန်တော်တို့ကလိုက်ပြီးတော့ changes ပေါ့နော်အဲ adaptable ဖြစ်အောင်လည်းကျွန်တော်တို့လိုက်ရတာရှိပါတယ်အဲ့လိုမှကျွန်တော်တို့က adaptable ဖြစ်အောင်မလိုက်နိုင်ရင်အဲကျွန်တော်တို့စီးပွားရေးပုံစံတွေကကျန်ခဲ့နိုင်တယ်ပေါ့နော်အခုကာလမှာတော့ ဟိုပုံပွင့်လင်းလင်းပြောရရင်တော့ဟိုပို့ပြီးတော့ပေါ့နော် digital banking ကဘာကြောင့်အရေးကြီးလဲဆိုတာကိုကျွန်တော်ဟိုမြင်တောင်ပြောပါမယ်ပေါ့နော်အဲအဲ့ဒါတော့တချို့စကားလုံးတွေတော့နည်းနည်းဆက်ရဆက်လိမ့်မယ်ပေါ့ဆိုပါတော့မြန်မာနိုင်ငံအနေနဲ့ကလက်ရှိမှာကျွန်တော်တို့ကကိုယ့်ရဲ့ပိုင်ဆိုင်မှုပစ္စည်းကို properties တွေကတော့ဘယ်မှာသိမ်းမလဲဘယ်မှာထားမလဲဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံကလက်ရှိအခြေအနေမှာဟို license ရဟိုတခိုးပေါ့ဗျာဘယ်လိုပြောမလဲ license ရတပြားကြီးပေါ်နေတဲ့အခါကျတော့เนาะကျွန်တော်တို့ရဲ့ ဒီ properties တွေကတကယ့်ကို safe ဖြစ်ဖို့ဆိုလို့ရှိရင်เนาะနေရာလိုက်ရှာတာပေါ့ဗျာနေရာလိုက်ရှာတော့တချို့ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ဘယ်မှာသွားပြီးတော့တချို့ကြဆိုးကြလဲဆိုတော့ဒီ digital နဲ့ nlli id ပေါ့နည်းပညာအရာအခက်အခဲရှိတဲ့အဲစီးပွားရေးလုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံတဲ့သူတွေကြတော့ဟိုနိုင်ငံခြားတွေမှာသွားပြည်ပတွေမှာသွားပြီးတော့ဟိုဟိုကရအေးလေးဝယ်တာမျိုးမှဂျန်လေးဝယ်တာတခုခုပေါ့အဲရင်းနှီးမြှုပ်နှံမှုဒါမျိုးတွေလောက်ကြတာကျွန်တော်တွေ့ပါတယ် တွေ့တော့အဲ့အရာတွေကိုလည်းဒီတချို့အရာတွေကိုကျွန်တော်ကဟိုအတတ်နိုင်ဆုံးပေါ့နော်ကျွန်တော်အမြင်ပြောတာပါဒါကျွန်တော်ဒီနေ့ပြောတဲ့တင်ဆက်မှုတွေကကျွန်တော်တို့ရဲ့ဒါဒါ personal ကျွန်တော် point out အနေနဲ့ပဲပြောတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်တို့ကတချို့ဆိုရင်ဒီထားပါတော့အင်းကြီးကြီးဆိုအများဆုံးထိုင်ပေါ့ဗျာထိုင်နိုင်ငံလိုနေရာမျိုးမှာ control တွေဝယ်တယ်နောက်ပြီးအင်းကြီးဝယ်တယ် เนาะဒီလိုတွေလောက်ကြတော့ကျွန်တော်ကြည့်ပြီးအမှန်တိုင်းပြောရင်တော့ကျွန်တော်ရင်နာတာဟုတ်ဗျာဘာဖြစ်လို့ဆိုတော့ဟိုကျွန်တော်တို့မြန်မာအခက်ထိုင်းအချက်ပေါ့ဒီလိုတော့ပြောရမှာလားပေါ့เนาะအဲဆိုတော့အဲ့လိုအခြေအနေတွေဖြစ်လာတဲ့ခါကြတော့ကျွန်တော်စဉ်းစားကြည့်တယ်ပေါ့เนาะကျွန်တော်တို့ရဲ့ properties တွေပုံမူပြီးတော့စိတ်ဖြစ်တဲ့ဟာ digital တစ်ခုပဲတွေ့တော့တယ်ဘာကြောင့်လဲဆိုတော့ဘာမှပြမဘယ်နေရာမှထားတာမလုံးဂျုံတော့တာလीအ ဟိုဘလို့မှမလုံကြုံစွာဟိုဟိုရှေ့ရှေ့တော့ကဟိုကျွန်တော်တို့ဘိုးတွေဘွားတွေပါခေါ်မလဲရွှေတွေမြေကြီးတဲ့တူးပြုတ်တယ်တော့အခုကမြေကြီးတဲ့တူးမျိုးလို့ကိုဖော်ရှာတဲ့စက်တွေရှိနေတော့เนาะခုနပြောသလိုအခြေအနေတွေကဒါ digital bank ကြီးอ่ะဒါကျွန်တော်နည်းနည်းချိတ်ပြောတာပါအဲတချို့လဲဒီဒီလိုဟာကိုဒီလိုပြောမှပုံမြင်တာမို့လို့ကျွန်တော်ပြောတာပါเนาะဒါကြောင့်ပြန်ပြောရရင်တော့ဒါဒီဒါနံပါတ်1အမြင်သာဆုံးတစ်ချက်ပေါ့เนาะကျွန်တော်တို့ရဲ့ property တွေဒီလုံးဝကျွန်တော်တို့လုံခြုံမှု ခိုင်မာမှု เนาะရှိတဲ့နေရာမြန်မာနိုင်ငံထဲမှာကရှာလို့မရှိဘူးမတွေ့အဲ့တော့အဲနောက်တစ်ချက်ကကြတော့ကျွန်တော်တို့အခုဆိုရင်အကုန်လုံးရဲ့လက်ထက်မှာဖုံးတယောက်လုံးရှိဖုံးတယောက်တစ်လုံးရှိတော့เนาะဤပညာအရာဖုံးနေသည်အကုန်လုံးက အထဲမှာဆိုခု KP WP အစရှိပြီးဘာပေးညာပေးပေါ့ဗျာအဲဒါတွေရှိမယ်ရှိမယ်ဆိုတော့ဒါတွေအားလုံးကလည်းပဲ တကယ်တမ်းတော့ digital banking တွေပါပဲဒါကြောင့်ဒီဒီဒီနေ့ဟိုပါပေါ့ဆွေးနွေးမှုမှာဟိုဒီကညီမမေမီတို့ခေါင်းစီလေးပေးတယ်တွေ့ပါတယ်ဘန်ပိုင်ရှင်တွေเนาะဟိုဖြစ်ခွင့်ရှိတယ်ဆိုတာတကယ်လည်းဟုတ်ပါတယ်ဟိုကျွန်တော်တို့ကဟိုဘန်ကြီးတစ်ခုပေါ့เนาะဟိုထောင်ပြီးတော့ဒီငွေကြေးတွေပိုင်ဆိုင်တဲ့ဒီဒီဘန်ကြီးဟိုပြင်ပမှာပေါ့ဗျာကျွန်တော်မလုံနိုင်ပါဘူး digital ပုံမှာတော့မိဘပြည်သူအားလုံးကဟိုဘန်ပိုင်ရှင်တွေဖြစ်ခွင့်ရှိတယ်ဆိုတာကိုဒါကျွန်တော်ပေါ့အကုန်လုံးပေါ့เนาะကျွန်တော်ကကိုယ့်ရဲ့ ဲ digital bank တစ်ခုကိုတီထောင်နိုင်တယ်ဆိုတော့ awareness ကိုတော့နော်ဒါသိစေချင်တယ်ပေါ့ဒါလေးနဲ့ကျွန်တော်စဖွင့်ချင်ပါတယ်ဟိုပေါ့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 နော်ညီမတချို့အားကြီးကြလဲကျွန်တော်လဲ presenter လုပ်ခဲ့တာဆိုတော့ နော်ဟိုပြီးကမှဘယ်သူက presenter လဲဖြစ်ကုန်မှာနော်ခုခြားလေးလဲကျွန်တော်ပြန်ပေးနေတာလေးတွေဒီလိုကျွန်တော်တို့ပေါ့ပေါ့ပါလေးပြောသွားပါမယ်နော်ဟိုအားပေးတဲ့ဟိုကြီးစုတဲ့မိတ်ဆွေတွေအားလုံးကောဟိုညီကိုမောင်နှမတွေပေါ့နော်ဘီဘပြည်သူတွေလည်းဟိုပို့ပြီးတော့စိတ်သက်သာရအောင်ကျွန်တော် interview ပုံစံကြီးဟိုခတ်တောင်းတောင်းကြီးဟိုမပြောတော့ဘဲနဲ့ပေါ့နော်ကျွန်တော်ပေါ့ပေါ့ပါလေးပြောသွားပါမယ်ကျေးဇူးပါအဲကျွန်တော်အဖွင့်မှာတော့ဒီလောက်ကလေးပဲပြောခွင့်ပြုပါအောင်ဟုတ်ဟုတ်ကဲ့ပါ အခုကျေးဇူးများတင်ပါတယ်အအခုပြောသားသလိုပဲဟိုအခုဆိုလို့ရှိရင်ပြည်တွင်းမှာရှိနေတဲ့သူတွေကဟိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်နှထားလို့ထားရမှာမသိဘူးအခုပြောသလိုပဲမြေကြီးရဲ့မှာအဟိုးရှိခက်ကအဖိုးဖွားတွေလိုပဲမြေကြီးရဲ့မှာရွှေတွေစုပြီးမြုပ်ထားမယ်ဆိုရင်တော့အခုခက်ကရွှေရဆဒူးဖော်လို့ရတဲ့ခက်တွေရောက်နေပြီဆိုတော့ဟိုမလွယ်တော့ဘူးပေါ့နော်အခုကိုကိုတိုင်းဖုန်းနေရာလဲလူတိုင်းကနိုင်နေပြီအင်တာနက်ကလည်းရှိနေပြီဖြစ်တဲ့အတွက်အာကိုကိုတိုင်း ဘန်ပိုင်ရှင်ဖြစ်ခွင့်ရှိတယ်။အဲနောက်ပြီးတော့ကိုယ့်ရဲ့ဘန်ကိုကိုကိုယ်တိုင်စီမံပိုင်ခွင့်ရှိဖို့လည်းလိုအပ်ပါတယ်။အဲနောက်ပြီးတော့ဟိုအကိုပေါ့နော်ဆက်ပြီးတော့တည်ကျင်တာလေးတစ်ခုရှိပါတယ်။ဟိုလူတိုင်းလူတိုင်းကလေငွေကြေးစီမံမှုတက်မြောက်ဖို့လိုအပ်လား။အဲအဲ့ဒါလေးလည်းဆွေးနွေးပေးစီချင်ပါတယ်။ဟိုဒါကတော့ကျွန်တော်တို့ဟို financial literacy ပေါ့နော်။အဲဒီကနေ့ပတ်သက်ပြီးတော့လူတိုင်းကမှတ်ပါတယ်။လူတိုင်းဟာ ဒီ financial awareness ကိုကောင်းကောင်းပေါ့ literacy ကောင်းကောင်းမသိရင်အဲကျွန်တော်တို့အများစုတွေ့ရတာပေါ့နော်အဲ့ဒါကျွန်တော်ပြန်ပြောရင်လေဟိုနည်းနည်းလေးဟိုပါပေါ့ဟိုကျွန်တော်တို့တွေ့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါ့နော်အတွေ့အကြုံတွေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကအဲကျွန်တော်စီးပွားရေးလောက်ကြတယ်နောက်တဖြည်းဖြည်းကိုပိုင်စီးပွားရေးစလောက်တော့ကျွန်တော်အမှတ်ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်မိတ်ဆွေတယောက်ကတော့ဘာပြောလဲဆိုတော့ ကျွန်တော်တို့က definition statement တွေနောက်ပြီးရင်ကျွန်တော်တို့နှစ်စဉ်ပေါ့နော်ဒီကနဝင်ဝင်ထွက်ငွေအကြောင်းတွေစရှိတဲ့ဖြစ်ဒါတွေကျွန်တော်တို့ကဟိုပြောကြဆိုကြတော့ तू ကတနေ့စကားဝိုင်းတစ်ခုမှာဗာပြောလဲဆိုတော့ငါကတော့တဲ့အဲအဲ့လိုမထားဘူးတဲ့ကဲဘယ်လိုနေထားလဲပေါ့နော်ဘယ်လိုပုံစံနဲ့ထားလဲမေးတဲ့ခါကျတော့ဟို answer နဲ့ဖွင့်ကြည့်တယ်ကွာတဲ့ကြံရင်မြတ်တယ်မကြံရှုံးတယ်ဒီလိုဒီလိုမျိုးလေး तू ကပြောတော့ဟိုရည်စရာအနေနဲ့လည်းပြောတာပေါ့နော်ဒါပေမဲ့ဒီဘက်နောက်ပိုင်းကျတော့ကျွန်တော်တို့ကအရန် ဒီ financial နဲ့ပတ်သက်လာတဲ့ literacy ကကျွန်တော်အများအရေးကြီးလာတယ်။ဘာကြောင့်လဲဆိုတော့ဟိုစိန်ခေါ်မှုတွေများတယ်၊ပြိုင်ဆိုင်မှုတွေများတယ်၊ competition ကအင်မတန်တိတ်များတယ်စီးပွားရေးလောက။အဲ့တော့ဒီဘက်စီးပွားရေးပုံစံကအခု digital ခေတ်လည်းဖြစ်လာပြီ။အကုန်လုံးကခက်မိလာတယ်ပေါ့ဗျာ။တနည်းအားဖြင့်ပြောရင်ဟိုကနပြောလို့မြန်မာနိုင်ငံနေနဲ့တော့ဟိုဟိုလျှက်စစ်လို့အင်တာနက်တို့တော့လက်တလုံးမှာတော့ခက်ခဲရှိပေမဲ့ဟိုတစ်ချိန်မှာတော့ကျွန်တော်တို့ဒါဟိုကျွန်တော်တို့လိုချင်တဲ့เนาะဟိုကာလတစ်ခုခက်ကာလတစ်ခုပြောင်းလဲတစ်ခုရောက်လာတဲ့အခါမှာတော့ ဒါတွေအတွက်ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုအနေနဲ့ဒီနေ့ဟိုပြောခြင်းလည်းဖြစ်ပါတယ်အဲ့တော့ပြန်ပြောရရင်ကျွန်တော်တို့ပြိုင်ဆိုင်မှုတွေအများများတယ်ပြိုင်ဆိုင်မှုများတဲ့အခါမှာအခုခက်ကဥပမာ data လိုဟာတွေ database တွေနောက်ပြီးလို့ရှိရင်လိုအပ်တဲ့ကျွန်တော်တို့ဟိုဘာခေါ်မလဲကိုဟိုတယောက်နဲ့တယောက်ကစီးပွားရေးအပြိုင်လောက်ကြတော့ information တွေเนาะအဲ့ဒါမျိုးတွေလုံးတဲ့အခါကြလို့ရှိရင်အဲ့ဒီဟာကိုတာတဲ့လူတွေကเนาะဟိုဘယ်လိုခေါ်မလဲနီးပညာရတော်လကောက် เนาะคุณน่ะပြောတယ်ငွေကြေးနဲ့ပတ်သက်တဲ့ဟို management မှာဆိုလို့ရှိရင်လည်းတကယ်ကိုသူอ่ะအဲ့ဒီအချက်လက်တွေပေါ့မူတည်ပြီးတော့ကိုယ့်ရဲ့ဝင်ငွေ trend ငွေတော်၎င်းနောက်ပြီးလို့ရှိရင်ကြံတဲ့ဟိုဟာပေါ့เนาะကျွန်တော်တို့ဘာခေါ်မလဲဈေးကွက်အမြင်တော်၎င်းအဲဒါတွေကိုမူတည်ပြီးတော့အားတာကြတယ်ပေါ့အဲ့တော့ပြန်ပြောရရင်အဲ့ငွေကြေးစီမံခန့်ခွဲမှုမှာပုံမှန်အဖြစ်ကျွန်တော်တို့ကနေ့စဉ်စီမံခန့်ခွဲမှုရှိတယ်ဟိုလာဟိုပေါ့เนาะပုံမှန်ကိုယ့်ရဲ့ vision တွေပေါ့ mission တွေပေါ့เนาะဟိုဒါမျိုးတွေရှိအဲ့တော့ကျွန်တော်နည်းနည်းလေးခြုံပြီးတော့ပြောရရင်အဲ့ဒီမှာ ကျွန်တော်ရေးတဲ့ဟိုဟိုစာလေးတွေလည်းရှိပါတယ်အဲအဲ့ထက်ခြုံခြုံငုံပြီးတော့အတူတုံဆုံးပြောရရင်ပေါ့အကောင်းဆုံးစီမံခံခွဲမှုကတော့เนาะကျွန်တော်တို့ကဟိုမလိုအပ်တာမလိုချင်တဲ့အဲ့တော့မလိုအပ်တဲ့ပုံစံမျိုးကိုမလိုချင်တဲ့ အဲကောင်းကောင်းတနေ့တာစီမံခန့်ခွဲမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်ဟိုရလို့ပေါက်လို့ဟိုပိတ်လို့ရတဲ့အပေါက်တွေပေါ့ဗျာ။နော်အဲ့အရာတွေကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်အောင်အထူးသဖြင့်တော့ဟိုဒါစာလို့ပြောရင်တော့ဗျာကျွန်တော်တို့ကဒီဒီဒီဟိုပါပေါ့အင်ကန်အောက်ကန်ပေါ့ဗျာ။အဲသို့တော့အဲ့ဒီအဲထဲမှာမှကျွန်တော်တို့ကဘာကိုအဓိကသွားရမလဲဆိုလို့မလိုအပ်တာတွေကိုမလိုချင်ရအောင် ဒီကာလဒီစိန်ခေါ်မှုများတယ်ငွေကြေးရှာတာအင်မတန်ခက်ခဲတယ်။နောက်ပြီးလို့ရှင်အလုပ်ကန်ရှာပါတယ်မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှင်စီးပွားရေးရလက်ရှိမှာဟိုငွေကြေးဖောင်းပွားမှုတွေရော နောက်ပြီးရင်ကျန်တဲ့အဲဒီ rate တွေပေါ့နော်အကုန်လုံးကမြန်မာနိုင်ငံအနေနဲ့မလွယ်ဘူး။အဲ့တော့ကျွန်တော်တို့ကောင်းကောင်းကိုဒီစီပန်ခံခွဲမှုကိုလုပ်နိုင်မှာ။အဲ့လိုမှမဟုတ်ဘူးဟိုတမင်ရိုးကြပေါ့နော်တမင်ရိုးကြပုံစံကျွန်တော်တို့ငယ်ငယ်တုန်းကဆိုမိဘတွေကဟိုပြောရင်ကျွန်တော်တို့တောက်သူတောင်သားတွေပဲ။ဟိုကမိဘတွေကဟိုဘယ်လိုခေါ်မလဲ တနစ်တနစ်ပေါ့နော်ဟိုတောမှာကိုင်းလို့လဲလို့ပြင်မယ်တာသမီးတွေဟိုမှာရွှေတွေဆင်နိုင်တယ်နော်ဟိုဟိုလိုချင်တဲ့ပေါ့နော်ကျွန်တော်တို့ခက်ကဆိုမှာစပိန်လေးတွေဝယ်ပေးနိုင်တယ်ဒါပေမဲ့ဒီဘက်နောက်ပိုင်းကျတော့အဲ့လောက်မဟုတ်တော့မလွယ်တော့တနစ်တနစ်ကိုဟိုရွှေတစ်ချာသားလို့ဟိုမှာရွှေတစ်ဆယ်သားလို့ဝေးအဲ့တော့ဘာဖြစ်လာလဲဆိုတော့နေတွေမှာလည်းဒီလိုအခြေအနေတွေဖြစ်လာဖြစ်လာတော့ကျွန်တော်တို့ကကိုယ့်ရဲ့ financial manage ကိုနော်ကောင်းကောင်း control လုပ်ဖို့ဒါကကျွန်တော်စာလို့ပြောရင်အားလုံးအတွက်နည်းနည်းရှုပ်ပါအဲ့တော့ကျွန်တော်ကခုနကနားလည်လေဆိုပြောလိုက်တာ ဲ့ဒီထဲကပိတ်လို့ရတဲ့အပေါက်တွေပိတ်ပြီးတော့ကျွန်တော်တို့မှာဟိုဟိုပညာရှင်တယောက်ပြောတာလေးနည်းနည်းကိုကပြောရပေါ့အမေရိကန်ကအထင်ကြီးကစာရေးဆရာဟိုတမိုင်းသတင်းစာဆရာလည်းဖြစ်တယ်သူကစီးပွားရေးအကြံပေးလည်းဖြစ်တယ်ပေါ့နော်သူကအဲ့လိုစီးပွားရေးဆောင်းပါးတွေလည်းရေးတယ်ဟုတ်ပါတော့เนาะချားစေဂျက်ဖရီဆိုတဲ့ပညာရှင်ဆိုပြောတာလေးပေါ့เนาะဟိုသူဆိုရင်ပါလဲဆိုတော့ကျွန်တော်တို့ရနေတဲ့ဝင်ငွေတွေကကျွန်တော်တို့ချမ်းသာစီတာမဟုတ်ကျွန်တော်တို့သုံးဆွဲတဲ့ပုံစံကသာကျွန်တော်တို့ချမ်းသာစီအဲ့တော့ဟိုတကယ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင် ဟိုတချို့ဆိုဗျာလာစာတွေအများကြီးရတယ်ဆိုပါစို့လာစာတစ်လောက်300လောက်ရလို့အဲ့ဒီလာစာ300မိတ်ဆွေကိုချမ်းသာစေတာမျိုးမဟုတ်တကယ်ချမ်းသာစေတာကသုံးဆွဲမှုပုံစံပဲခုနကကျွန်တော်ပြောတယ်မလိုအပ်တာတွေကိုကျွန်တော်ပိတ်နိုင်ဖို့လို့မလိုအပ်တာတွေလိုချင်နေရင်နောက်ကလိုလိုအပ်တာတွေဘယ်လောက်ပဲကျွန်တော်ဖြည့်နိုင်မလဲဆိုတာသိအရေးကြီးတယ် အဲ့ဒါအဲ့ဒါဒီတကယ် management မှာဒါထိရောက်တဲ့ concept တစ်ခုပေါ့နော်အဲ့နောက်တစ်ခုကတော့ဟိုကျွန်တော်တို့အရင်ဒီဒီပြည်တွင်းမှာဟုတ်အရင်ပေါ့နော်ကျွန်တော်တို့ဒီ awareness တွေအဲ့လိုလုပ်ခဲ့ဘူးပါတယ်လုပ်တဲ့ချိန်တုန်းကဆိုလဲကျွန်တော်တို့ဟိုပုံလေးတွေနဲ့ပြကြတာရှိဥပမာဟိုမိုးရွာတဲ့ခါမှာရေခံတယ်ပေါ့ဗျအဲအလုံးလုံးတဲ့ခါမှာလဲကျွန်တော်ဝင်ဝင်ဝင်တယ်လို့ပေါ့အောက်မှာထားပါတော့အိုးကြီးတစ်လုံးရှိမယ်အဲ့ဒီအိုးကြီးတစ်လုံးထဲမှာအဲကျွန်တော်တို့ကရေတွေဖြည့်တယ်ဝင်ဝင်တွေဖြည့်တယ်ပေါ့အိုးကြီးကဆိုပါဆိုအိမ်ကြီးတစ်လုံးဆိုပါ အဲ့တော့အဲ့ဒီ OE မှာအပေါက်တွေအများကြီးရှိတယ်။နေ့စဉ်စားဖို့အပေါက်ရှိတယ်။နောက်ဝတ်ဖို့အပေါက်ရှိတယ်။နောက်ပြီးရင်ကျွန်တော်တို့အလှပြင်ဖို့အမျိုးသမီးတွေဆိုလည်းဒါလှတာပါတာပေါ့ဗျာ။နောက်အဝတ်စားတွေရှိမယ်။ဟိုအမျိုးသားတွေဆိုလို့ရှိရင်ခုနဒီနေ့ခေတ်ဆိုဗျာကွန်စားတာ၊ဆလစ်စီးကရက်တောက်တာ၊အဲထားမှာတော့ဘီယာတောက်တာအစားရှိတဲ့ဟာတွေရှိတယ်ဗျာ။ရှိမယ်ဆိုတော့ okay နော် အဲ့ဒီထဲကဥမာကျွန်တော်ဆိုအခုတချို့အပေါက်တွေပိတ်ထားတာပေါ့ဗျာဥမာကောင်းကျွန်တော်ပြတ်လိုက်ကြဗျာမစားဘူးနော်ဆယ်စုနှစ်တော့ကြီးအရင်တော့ကတော့ဒါလေးနည်းနည်းပါးပါး secret ဟိုတော့တောက်ပါဒါပေမဲ့ဖြတ်လိုက်အဲ့တော့ကျွန်တော်ပြောချင်တာဗျာအဲ့ဒါတွေပိတ်လိုက်ရဲ့ဗျာဥမာခုနကိုထပ်ပြီးတော့ဥမာ AFP ကပိတ်လို့ရအောင်မလားပေါ့နော်ပိတ်လို့ရရင်ပိတ်ပါနော်ဟိုပိတ်လို့ဟိုအမျိုးသမီးတွေဆိုလည်းဒီလိုပဲကျွန်တော်အလှပြင်တာဖြစ်မယ်နောက်ဥပစာတွေရှိမယ်ဟိုကိုယ့်ရဲ့ခုနပြောတယ်နောက်ကစီးလာမယ်ဒီရေဒီကြောက်ကြီးပေါ်ကကြာလာမယ်မိုးရေဒလဟောကြီးဝင်လို့အဲ့အိုကြီးကအမြဲရှန်နေတာမျိုးမဟုတ်ဘူး ောက်ကအပုတ်တွေကထွက်တယ်အဲ့တော့အဲ့အရာတွေကိုကျွန်တော်တို့ကဘယ်လိုပိတ်လဲ data manage ကိုကျွန်တော်မြင်တာအောင်ပြောတာဟိုစာလို့ပြောအရင်ရှုပ်တော့မှာဆိုအဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်တို့ကဒါဆိုရင်ပြန်ချုံးပြောရင်ကိုယ့်ရဲ့ financial manage ကို daily ပေါ့နော်အဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့လုပ်နိုင်ရင်ဒါတစ်ဖက်ကကျွန်တော်တို့ရဲ့အဲခုနငွေကြေးစီမံခန့်ခွဲမှုမှာလည်းထိရောက်မယ်ဒီနေ့ခေတ်ကာလအင်ပါတန်ရှားတဲ့ခေတ်ဖြစ်လာတယ်အားလုံးကြည့်လိုက်ဟိုဒီကာလမှာကျွန်တော်ပြောမှုပါတယ်အစဉ်ပြေးနေတယ်ဆိုတဲ့လူကအသေးကြပါတယ် เนาะကျွန်တော်ဟိုဟိုပြီးခဲ့တဲ့ရက်ကတချို့စာလေးတွေပြောခဲ့တာရှိတယ်။ဘာလဲဆိုတော့เนาะဟိုဒီချိန်မှာအတ္တနဲ့เนาะပေါင်းစားတာရယ်အာရမနဲ့ကောင်းစားတာဒီနှစ်ခုပဲရှိပဲ။ကျွန်တော်တို့အာလုံးပြည်သူအာလုံးဒုက္ခရောက်နေတော့ဒါပြောရရင်အကုန်လုံးဒီဟိုဘယ်လိုခေါ်မလဲဒီကာလမှာအဆင်ပြေတယ်လို့ဆိုတာကအဲကျွန်တော်တို့တကယ်ဒီတော်လန်ပြည်သူတွေပေါ့เนาะမိဘပြည်သူတွေအနေနဲ့ကတော့သိကြတယ်။အာလုံးကအခက်အခဲတွေရုံနေရတယ် เนาะเออဒါလေးတော့ကျွန်တော်ဒီ manage နဲ့ပတ်သက်လို့ဆက်ဆက်ပြီးပြောတာပါအဲပြီးတော့မှဆက်ပြောရင်းနဲ့မိမိเนาะပြောတာလေးနဲ့ကြုံလို့ပေါ်ရင်လည်းထပ်ပြောတာပါเนาะကျေးဇူးပါဟုတ်ဟုတ်ကဲ့ပါအခုပြောသွားရရပါဆိုလို့ရှိရင်ဒါမလို့အဲ့မလို့အဲ့တာတွေမလို့ခြင်းနဲ့ဆိုတော့ပြောသွားရပါတော့အဲညီမလည်းစဉ်းစားလိုက်တယ်အဲကိုကိုကိုဒီလမှာအသုံးချင်းအများကြီးမသုံးတော့ဘူးအဲ့လိုမျိုးတွေးလိုက်တာနဲ့ကိုလိုခြင်းနဲ့အရာတွေကပို့ပြီးတော့ များများလာအကိုရတိလာအဲ့အဲ့လိုမျိုးဆိုရင်တော့လေအော်ငါဒီလတော့တုံးလိုက်ပါမယ်နောက်တော့မှစုမယ်ဆိုတာမျိုးရှိရေပေါ့နော်ဒါဒီနေ့က live ကိုနားထောင်နေတဲ့သူတွေမှာလေဒီလိုမျိုးပတ်ကောင်းပါလိုက်မယ်အဲ့ဒီလတော့တုံးလိုက်ပါမယ်အသုံးချွေတာမယ်လို့ပြောလိုက်တဲ့လဆိုရင်ပို့ပြီးတုံးဖြစ်တယ်စုမယ်လို့ပြောလိုက်တဲ့လဆိုရင်ပို့ပြီးတော့မလို့အတက်ပစ္စည်းတွေကိုပို့ပြီးတော့ဝင်ဖြစ်တယ်ဒီလိုအရာလဲလိုအပ်တာပဲဆိုပြီးတော့ စည်းဝဲပဲဆိုတဖိုင်းချင်းနဲ့ထည့်လိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်ပေါ့နောက်တစ်ခုကဟိုဒီစူဆောင်းတာတွေရင်းနှီးမြှုပ်နှံတာတွေခုနကပြောသလိုပေါ့နော်ဘလို့အတ္တတွေမဝယ်ပဲနဲ့စူတောင်းထားဖို့ဆိုတဲ့အပိုင်းပါရောဘလို့လေးတွေစူတောင်းထားတဲ့နယ်ဘလို့လေးတွေလုတ်တဲ့နယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းအကြံပြုဆွေးနွေးပေးပါအောင်ရှင်ကျေးဇူးပါကျေးဇူးပါအာဒီမိကုန်းလေးကလည်းကျွန်တော်တို့အကုန်လုံးအတွက်အရေးကြီးတယ်လို့ เนาะကျွန်တော်လဲဟိုညံမီတလောက်ပေါ့เนาะနားလဲတလောက်အတွေ့အကြုံလေးနဲ့ဟိုစီးပွားရေးလုပ်ငန်းအတွေ့အကြုံတော့နှစ်30ကျော်လောက်ရှိပါတယ်အဲ့တော့ဟိုဒီမှာခုနရှေ့မှာပြောခဲ့သလိုပေါ့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့เนาะနိုင်ငံခြားမှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေအဲတော်တော်များများတချို့လဲလောက်ကြတာရှိပါတယ်ဒါကိုလဲကျွန်တော်တို့အပြစ်ပြောတာမဟုတ်ပါဘူးဒီကာလအနေနဲ့เนาะအထဲမှာကျွန်တော်တို့ဟိုလောက်ကန်ရတဲ့အခက်အခဲတွေကိုကျွန်တော်နားလဲတယ်ပေါ့เนาะဒါပေမဲ့တစ်ဖက်မှာကြတော့ဟိုဘာဘာဖြစ်လာလဲဆိုတော့အဲကျွန်တော်သိတယ်လောက်ပေါ့เนาะဥမာထိုင်းနိုင်ငံမှာအဲဒီအိမ်တလုံးဝယ်မယ် เนาะဒါမှမဟုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုကံပဏီတစ်ခုတည်ထောင်မယ်စသသဖြင့်ပေါ့เนาะဟိုဒီကာလတည်တကူရေလွတ်မြောက်ဖို့စဉ်းစားရတာသိလွယ်ပါတယ်အဲဒါပေမဲ့ကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်တို့ကအားလုံးပေါ့เนาะအတူတူလွတ်မြောက်ဖို့အဲရုန်းကန်တဲ့ခါကြတော့တချို့ဟာတွေမှာကျွန်တော်တို့ကအဲတိတိချာချာအဲစဉ်းစားပြီးမှလှုပ်ထမျိုးကတော့ပိုကောင်းတော့အဲ့လိုလှုပ်တဲ့ခါကျရင်တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီနိုင်ငံမှာကျွန်တော်သိတဲ့တော့ကသူတို့ကျွန်တော်တို့ပိုင်ဆိုင်မှုဟာ နော်တိုင်းတစ်ပါးကျွန်တော်တို့နိုင်ငံမှာဒါဗျာကျွန်တော်သိတာလို့အရင်တော့ပြောတာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့တိုင်းတစ်ပါးရေးနှီးမြှုပ်နှံမှုတွေလာရင်ကျွန်တော်တို့ပါအပြေးတန်းမျက်နှာငယ်လေးနဲ့ကိုကအောက်ကပေါ့နော်ဟိုပြောရရင်တို့မျက်နှာချိုသွေးပြီးတော့လက်ခံရတယ်ပြီးရင်ကျွန်တော်တို့လိန်တာကြည့်လိုက်လို့ရှိရင်နော်ကျွန်တော်တို့လိန်တာကြည့်လိုက်လို့ရှိရင်ဟိုနိုင်ငံသားဟိုပြည်နိုင်ငံသားပဲကိုယ်လိန်လိန်သွားတာပေါ့မြန်မာတွေကိုလိန်လိန်သွားတာအခုပြည်ပမှာကျွန်တော်တို့ကိုယ်တိုင်အဲ့လိုရေးနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါကျတော့သူက တို့မှာလည်း rules တွေရှိတယ်လीတို့ဥမာနိုင်ငံပြနိုင်ငံသားကဥမာ58ရာခိုင်နှုန်းတော့ပြပလာရင်းနှီးမြုံနေ49ဒါပဲ58 49ကျွန်တော်တို့လည်းအဲ့လိုပါပဲဟိုရာခိုင်နှုန်းကတနင်္ဂနွေတနင်္ဂနွေနည်းနည်းပဲกว่าအဲ့တော့ဟိုဘလို့မှာကျွန်တော်တို့ဒီ100%အဲ့လိုဟိုပိုင်ဆိုင်ခွင့်ဆိုတာမျိုးထက်မကမ်ပရီတွေထောင်ရင်လည်းအဲ့လိုမျိုးပေါ့နော်နောက်ဒီချက်ကြံတဲ့ properties တွေဝယ်လို့ရှိရင်လည်းအဲ့သူဥပဒေရှိတယ်ဗျအခွန်တွေဆောင်ရတာရှိပဲဗျအဲတခြားဒီဒီပေးရတဲ့အခတွေရှိမယ်ပေါ့ဗျအဲတစ်ခုခုဆိုရင်အဲ့ဒါကျွန်တော်တရင်ကြားတာတော်တော်များများဆိုရင်ဗျလို့ ပြဿနာတို့နောက်အလိမ်ခံရတာတို့ sampling ပေါ့ဗျာအဲဒါမျိုးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကာကွယ်ပေးမယ်အဆိုရမရှိเนาะဟိုဒါဒီနေရာမှာပြောရလို့ရှိရင်ဗျာဟိုဘာကိုပြောချင်လဲဆိုပြည်ပမှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတခုခုအဲ့လိုအခက်အခဲဖြစ်ပြီးပြဿနာဖြစ်ပြီဆိုရင်ကဘယ်သူလိုက်ရှင်ပုံမှန်အခြေအနေမှာဆိုရင် G2G ကျွန်တော်တို့ဟိုအရင်ရတားစိုးကလက်ထက်ပေါ့ဗျာအဲဒီ2021မတိုင်ခင်အခင်းချင်းပုံမှန်အခြေအနေမျိုးမှာဆိုရင်တရားဝင်စိုးကတရားရှိတယ်ဆိုလို့ရှိရင်အဲ့ဒီသူကလိုက်ရှင်းပေးလို့ရတယ် ဖြည့်ရှင်းလို့ရတယ်အဲကိုယ်နိုင်ငံသားဘက်ကကာကွယ်လို့ရတယ်ဒီချိန်မှာအားရည်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေကအင်မတန်ဟိုပြောရလို့ရှိရင်ဗျာတော်တော်စွန့်စားပြီးတော့သူတို့ခင်ဗျာလေလောက်ရတာပေါ့ဆိုတော့ခုနကစူဆောင်းမှုရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင်ကျွန်တော်ကတော့ဟိုဘာလို့ပြောကြင်လဲဆိုတော့ဒီနေရာမှာရင်းနှီးမြှုပ်နှံမှုတွေကိုဟိုအတက်နိုင်ဆုံးပေါ့နော်ဟိုကျွန်တော်ထိထိထားတဲ့ဟာမျိုးပေါ့နော်ဟိုဘယ်လိုခေါ်မလဲအရန်ဒီဒီလိုကာလာကြီးတွေတိတ်ပြီးတော့ဟိုလောဘတကြီးနဲ့ တိတ်စီးဝါးရုံမျက်လောက်တဲ့အပွင့်ပေါ့ဗျာအဲ့လိုမျိုးလုံးလို့မရတဲ့အခြေအနေမျိုးရှိတော့ဒီကာလကကို့မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအတတ်နိုင်ဆုံးပျောက်ပြက်မသွားအောင်ထိန်းတဲ့ပုံစံမျိုးကိုကျွန်တော်တို့ပိုးရှာစေခြင်းပဲဟိုဒီလိုပြောလို့အလုံးမလုံးအောင်လို့မဆိုလို့လုံးအောင်ပါပဲတစ်ဖက်တစ်လမ်းကတော့ကျွန်တော်တို့ဟိုကျွန်တော်ခဏခဏပြောလို့ဒီကာလမှာကျွန်တော်တို့အကုန်လုံးနေတာချမ်းသာဖို့ပေါ့လွတ်မြောက်ဖို့ပေါ့နော်ချမ်းသာဖို့မဟုတ်လွတ်မြောက်ဖို့အဲ့တော့နောက်တစ်ခုကဟိုချမ်းသာဖို့ကကျွန်တော်တို့ပုံမှန်အခြေအနေမှာအများကြီးလုပ်လို့ရပါတယ်ကျွန်တော်နိုင်ငံရဲ့အခြေအနေတခုရောက်သွားရင်အများကြီးလုပ်လို့ရတယ် ဲ့တော့ဒါကဟိုခုနပြပရင်းနှီးမြှုပ်နှံမှုတွေဒါနဲ့ဆက်ဆက်နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ဒီဟွာပေါ့ theory တစ်ခုနေနဲ့ဟိုပြောရင်ပေါ့နော် theory တစ်ခုနဲ့နည်းနည်းဆက်ဆက်ပြောရင်အဲ့တော့စူစောင်းရင်းနှီးမြှုပ်နှံတဲ့ခါမှာအခုမှအခုမိမိတို့ဆိုလဲဒီလိုပဲအဲလုံလုံအကန်ရတာရှိကိုမဝင်ဝေးအဲတစ်ခုခုရှိမယ်ပေါ့ sample ချိမယ်ဆိုလို့ရှိရင်တချို့ကကြာနေတယ်ဟိုမှဝန်တန်းတွေရှိတယ်ပေါ့တချို့ဆိုလဲလာကစားလာကနဲ့လုံနေတယ်ဝန်တန်းတွေရှိဥပမာပြပမှာရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်နှမကြီးဆိုရင်တော့တေးကြတယ်အဲ့တော့လာစားနဲ့လုံရတာများတယ်ပေါ့ဗျာကိုပိုင်လုပ်ငန်းရှင်တွေလည်းရှိပါ အ ਨੇ စုပေါ့အဲ့တော့အဲ့ဒီခါမှာသူကဘာတွေးကြလဲဆိုတော့ငါတို့ဒီအမြဲတမ်း employee ပေါ့နော် employee ဆိုတာလုပ်သားပေါ့ကအဝန်ထမ်းပေါ့နော်ဒီနေရာမှာတော့ကျွန်တော် step လို့ employee ပေါ့ကအဲ့တော့ငါတို့ကအမြဲတမ်း investor မဖြစ်တော့ဘူးလားယင်းနှောင့်နှံသူမဖြစ်တော့ဘူးလားနော်ကိုကိုကိုပိုင်လုပ်ငန်းရှင်ဖြစ်မလာနိုင်ဘူးလားဆိုတော့ဟိုမှာပြည်ပနိုင်ငံတစ်ခုမှာကိုပိုင်လုပ်ငန်းရှင် business owner တယောက်ဖြစ်ဖို့ဒီခုနပြောတဲ့စိတ်ကောင်းမှုတွေအများကြီးရှိအများကြီးရှိတော့ကျွန်တော်က theory တစ်ခုပေါ့နော်ဒါအားလုံးသိတဲ့ theory တစ်ခုပါပဲ ဟိုကျွန်တော်တို့ကီယိုဆာကီကဂျာရာရဲ့ပေါ့နော်ဟိုကျွန်တော်တို့ဟို retest four တဲ့ရေးတယ်ပေါ့နော်ကီယိုဆာကီရဲ့ ESVIP ကိုလေဆိုတော့အလုံးသိဘာဒါကြောင့်ဒါလေးကိုကျွန်တော်ရိုးရိုးလေးပါဒါလေးကိုဘာကြောင့်ပြောတာလဲဆိုလို့ရှိရင် ESVI မှာเนาะကျွန်တော်တို့က E ဆိုတော့ employee ပေါ့ဗျာ S ဆိုတော့ sales employee ပေါ့သူ employee ဒီအလုံးလုံးမှာ time equal money ကျွန်တော်တို့အခုလက်ရှိဝန်ထမ်းဆိုတာအချိန်နဲ့ကိုငွေကိုလဲရ time equal money လို့ခေါ်တာပေါ့เนาะအဲ့ဒီမှာနောက်ထပ်ကျွန်တော် S ဆိုတာကျွန်တော် sales employee ကိုရဲ့ဟိုကိုကိုကိုလို့ပေါ့ဗျာကိုပိုင်လို့ပေါ့နော်ကိုပိုင်လို့ဆိုတာအဲ့တဲမှာဘယ်သူတွေတော့ပါလဲဆိုလို့ရှိရင်မာအင်ဂျင်နီယာတွေအတက်ပညာရှင်တွေဆရာဝန်တွေဒါမျိုးတွေဒီပါတယ်ဘာဖြစ်လို့ဆိုတော့ तू อ่ะ तू လည်းပဲဘာဖြစ်လို့လဲ time equipment တွေပဲတမားတော်ကြီးတယောက်နောက်ပါတကူကြီးတယောက်အဲ तू တက်တဲ့ပညာနဲ့ तू อ่ะဟိုထောက်တော့3မိနစ်5မိနစ်လောက်လူနာကြည့်လို့ဟိုတိမ်ပေါင်းများစွာရရင်ရလိမ့်မယ်ရတဲ့ rate နာกว่าဒါပေမဲ့ဘာတော့ပြရတယ်အချိန်တော့ပြရတယ်ဒါကြောင့် तू လည်းပဲအဲ့ချိန်မှာ investor မဖြစ်သေးဘူးเนาะ IO မရောက်သေးဘူး ESP S မှာပဲရှိသေးတယ် ဲ့တော့အဲ့ဒီကနေကျွန်တော်တို့ကကူးသွားတဲ့အခါမှာပြောချင်တာ employee ရနေပြီးတော့ investor အထိ ID ကိုကျွန်တော်တို့က investor ကိုရောက်မှသူက investor ကြတော့ဘာဖြစ်လာဆို money equal money ငွေကိုကျွန်တော်တို့ကငွေပြန်ခိုင်းတာနော်ဟိုအဲ့ချိန်ကျတော့ကျွန်တော်တို့ဘာလွတ်မြောက်သွားလဲဆိုတိုင်းဆိုတဲ့အချိန်လွတ်မြောက်သွားဒါကြောင့်ကျွန်တော်တို့ခဏခဏဒီ CY theory ဒီမှာဒါအားလုံးကြားဖို့ပါတယ်เนาะဟိုတကယ်ချမ်းသာမှုကပါလဲဆိုတော့လွတ်မြောက်မှုပြเนาะဟိုမလွတ်မြောက်သေးမချမ်းသာဘူ နော်ဟိုအခုချိန်ထိကျွန်တော်တို့အကုန်လုံးကပြောရလို့ရှင်တကယ်ချမ်းသာပြီလားလို့ပြီးလို့ရှင်တကယ်တော့တောင်မှမချမ်းသာကြသေးပါဘူး။ဘာဖြစ်လို့လဲ?အလုံးလုံးနေရသေးတယ်။နော်အလုံးလုံးနေရသေးတယ်မလွတ်မြောက်နေ။အဲ့တော့တကယ်ချမ်းသာခြင်းနဲ့လူဆိုရင်သူကဘာဘာလွတ်မြောက်မှုယူရလဲဆိုတော့အချိန်ရဲ့လွတ်မြောက်မှုကိုယူရတယ်။အဲ့တော့အချိန်ရဲ့လွတ်မြောက်မှုကိုယူဖို့ကကြတော့ငွေကိုပြန်ခိုင်းတယ်။အဲ့ဒါ investor တွေလုံ။အဲ့ဒါကိုဘယ်လိုလူတွေလုံလို့ရလဲလေ။ခုနကပြောတယ်ဝန်ထမ်းတွေဟာငါတို့ ကျွန်တော်တို့ကတလားလုံးမှလစာရပါဒါဆိုကျွန်တော်တို့ကရင်းနှီးမြှုပ်နှံတဲ့ investor မဖြစ်နိုင်ဘူးဒီလိုမဟုတ်ပါဘူးဖြစ်နိုင်တယ်ဆိုတော့ဗျာခုမိမိပါရတဲ့ခုနအင်ကန်တစ်ခုဒဲကနေပြီးတော့အဲကျွန်တော်ဒီမှာ promote လုပ်တာမဟုတ်ဘူးဗောနော်ကျွန်တော်ပြီးမှ STB အကြောင်းနေဟိုပြောကျွန်တော်လည်း STB မှာမေးစရာကြီးအများကြီးရှိတယ်ဥမာဗောကျွန်တော်ပြောတာဗောနော် STB ရဲ့ဥမာထားပါတော့တစ်ခုခုမှာကျွန်တော်ကအဲတလားရဲ့အထက်ကကျွန်တော် percentage အနည်းငယ်ဘူးကျွန်တော်ကစုထားတယ်ဗောဗျာ save လုပ်ထားတယ် saving လုပ်ထား အဲအဲ့လိုလို့ရင်းနဲ့သူကတဖြည်းဖြည်းပါဒါသည် investor invest လုပ်တာဒါမှမဟုတ်ရှင်လေအခြားကျွန်တော်တို့အဲကိုယ့်ရဲ့ထားပါတော့ဗျာရင်းနှီးတဲ့သူတွေစီမှာနောက်ဟိုကွ interest rate နဲ့ကွာအတိုးအတိုးလေးတွေနဲ့တချို့ဆိုပေးထားတာလေးတွေဒါမှမဟုတ်အတိုးဝါလေးလုတ်ပေးတာမျိုးလေးတွေနဲ့အဲ့ဒါ invest လို့ခေါ်တယ်အဲ့ဒါက तू ကဘာဖြစ်လာတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ employee ရကနေ investor ကိုကူးတာဆိုတော့ဟိုမလုံးလို့မရဘူးပေါ့အဲ့လိုလုတ်တဲ့ရင်ရမလုတ်တဲ့ရင်တော့မရဘူးမလုတ်တဲ့ရင်တော့တတလုံးကဘာဖြစ်လဲ employee ပဲဖြစ်တယ် အဲ့တော့ employee ကနေပြီးတော့သူကဘာထက်ကူမယ်ခုနပြောတယ် business owner အထိကိုတချို့ကကူတယ် business owner အထိလည်းမလွတ်မြောက်သေးဘူးဘာဖြစ်လို့လဲသူ့မှာသူ့ရဲ့အချိန်ကိုပေးနေရသေးတယ်သူပါနေရသေးတယ်အဲ့တော့ investor ဆိုတဲ့ခုနနေရာကိုရောက်လာရင်တော့ပို့ပြီးတော့လွတ်မြောက်မှုရှိတာပေါ့ဗျာဒါကတော့ကျွန်တော်တို့စီးပွားရေးကပြောတာပါသို့တော်လည်းဒီအကုန်လုံးဒီနော်ဟိုတကဘာလုံးမှာရှိတဲ့လူတွေကြည့်ပါအီလိုမတ်တောင်လွတ်မြောက်လာကြည့် အီလိုမတ်လည်းဒီနေ့ဒီလုံနေရတာပဲအီလိုမတ်လိုပုံကိုတွေနော်တကယ်ဇူကာဘတ်လို Jet Resource လို့နော်အကုန်လုံးလုံနေရတာပဲဆိုတော့ဟိုပြောချင်တာကျွန်တော်တို့ကစီးပွားရေးအရရင်းနှီးမြှုပ်နှံမှုပုံစံလေးတွေပဲပြောတာပါဒါကြောင့်လူတိုင်းဒီ investor ဖြစ်နိုင်တယ်လုံလို့ရတယ်လုံဖို့ပဲလိုတယ်နော်တရင်းရဖြစ်ခုနပြောတယ်လုံချင်စိတ်နဲ့လုံမဲ့ပုံစံကိုပဲတည်ဖို့ပါကိုရတဲ့ထဲကနေအဲ့လိုဒစိမ့်တစ်ပိုင်းလေးတွေပေါ့နော်အဲ့လို safe လောက်တာမျိုးလေးတွေကအဲဒါရေရှည်အတွက်ကျွန်တော် investor ခြေလှမ်းတစ်ခုပေါ့ဗျာအဲဒီလိုတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ပါကိုကျေးဇူးပါအခုပြောသွားတဲ့နေရာမှာဆိုလို့ရှိရင်ကိုကဒီ investor ဘက်ကိုကူပြောင်းတဲ့ကာလမှာဆိုလို့ရှိရင်ကိုရဲ့ employee အနေနဲ့ရှိနေတဲ့ဒုက္ခလစာတွေကိုစုဆောင်ထားဖို့လိုအပ်တယ်လို့အခုအနေနဲ့ပြောသွားတာလို့အရင်သဘောကျတယ်။ညီမကဟိုထပ်ပြီးတော့အခုလည်းပြန်ပြီးတော့ဆွေးနွေးကြတာဆိုလို့ရှိရင်စုဆောင်ဖို့ရင်းနှီးမြှုပ်နှံဖို့ငွေတွေစုထားဖို့ဆိုလို့ရှိရင်လုံခြုံစိတ်ချရတဲ့အဲ platform လိုအပ်တယ်။ အခုမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်တွင်းမှာရှိနေတဲ့ဗန်နေဆိုလို့ရှိရင်ကိုယ်ငွေကြေးကိုကိုစုထားတာတော့မှမလုံခြုံဘူးလို့ခံစားရတယ်။အဲအဲ့လိုမျိုးလေးသွားပြီးတော့အစိတ်ထက်ပေါ့သွားမြင်တာပေါ့နော်။နောက်တစ်ခုကကိုယ့်ရဲ့ချွေးနဲ့စာရင်းနဲ့စုဆောင်ထားတဲ့ငွေကြေးတွေကိုစစ်ဆေးမှုကင်ကင်နဲ့လုံခြုံစိတ်ချစွာနဲ့စုဆောင်ထားဖို့လေလူတွေဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောချင်ပါတယ်။